မကြမ်းမီကျင်းပမဲ့စစ်ကောမရှင်ရဲ့တူရောင်ယူကောက်ပွဲနဲ့ပတ်သက်လို့ဝေဖန်ပြောဆိုသူတွေကိုစောင့်ကြည့်ဖမ်းဆီးရမှာအမှုပညာရှင်တွေပါဝင်ဖမ်းဆီးထိန်းသိမ်းထားသူ88ဦးထိရှိလာပြီဖြစ်တယ်လို့စစ်ကောမရှင်ကထုတ်ပြန်လိုက်ပါတယ်။ဒါ့အပြင်ကျူးလွန်သူတွေကိုထိရောက်စွာအရေးယူမယ်လို့လည်းပြည်ထောင်စုဝန်ကြီးဒုတိယဘိုးချုပ်ကြီးထွန်းထွန်းနောင်ကချိန်ချောက်ပြောဆိုလိုက်တယ်လို့သိရပါတယ်။စစ်ကောမရှင်ရဲ့ပြည်ထောင်စုဝန်ကြီးဒုတိယဘိုးချုပ်ကြီးထွန်းထွန်းနောင်ဟာ အော်တိုဘာလ31ရက်နေ့ကနေပြည်တော်မှာကျင်းပတဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာဗဟိုကော်မတီအစည်းအဝေးမှာချင်းချောက်ပြောကြားမှုတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာအဲ့ဒီရွေးကောက်ပွဲကောင်ကွယ်ရေးဥပဒေကိုဇူလိုင်လမှာပြဋ္ဌာန်းခဲ့ပြီးအခုအော်တိုဘာ29ရက်နေ့ထိအဲ့ဒီဥပဒေနဲ့အမျိုးသား83နဲ့လူတွေကိုကြောက်ချောင်နေတာလူခွင့်ရေးကိုစော်ကားနေတာပဲလို့မြင်နေ အကောင့်တို့သုံးလဲဖမ်းခံရတာတွေရှိနေတာပဲဆိုတော့ဘာမှမလုံခြုံဘူး။ဗန်မဟုတ်တာနဲ့ဖမ်းမခံရဖို့လိုတယ်လို့ရန်ကုန်မြို့ကမြို့သမီးတူကပြောပါရယ်။ပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကလက်ရှိရွေးကောက်ပွဲကာလအတွင်းရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့နှုံဆော်မှုတွေ၊ဝါရဖျက်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတယောက်စွာရေးယူသွားမယ်လို့လည်းထပ်မံပြောဆိုထားပါရယ်။ လက်ရှိဖန်ဆင်းမှုတွေနဲ့ပတ်သက်လို့အခုခင်းချင်းရတော့ social media ပေါ်မှာ post တင်တာတို့ share တာတို့မဟုတ်ပဲ reaction ပေးတာကိုပါစောင့်ကြည့်ပြီးဖန်ဆင်းတာကိုတော့တွေ့ရတယ်။ Facebook မှာအများဆုံးစောင့်ကြည့်တယ်။အခုတော့ Facebook မှာကျင့်သုံးတဲ့လွလတ်စွာထုတ်ဖော်ပြောဆိုမှုတွေကိုဖိနှိပ်တာပဲလို့မြန်မာအင်တာနက်အဖွဲ့ကပြောရေးဆိုခွင့်ရှိသူက ERI Times ကိုပြောပါရတယ်။ အဲ့ဒီဥပဒေနဲ့ဖန်ဆီးခံရသူမှာနာရှိုးမျိုးကနေတောင်ကြီးမျိုးမှာဆစ်ဆောင်နေသူတူဖြစ်ပါတယ်။၎င်းဟာမူရင်းနဲ့မဲ့ဥနေသွေးချာနာရှိုးဘဲကြီးအမည်နဲ့ Facebook လူမှုကွန်ရက်ကိုတုံးဆွဲတာဖြစ်ပေမဲ့စက်တင်ဘာ9ရက်နေ့မှာစတင်ဖန်ဆီးခံခဲ့ရပါတယ်။စေယုစုပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲအတွက် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို2025ခုနှစ်ဇူလိုင်26ရက်မှာပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ အရေးဥပဒေအရတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုပြက်ပြားစေဖို့ဟောပြောပြောဆိုတာစီးယုံတာနှုတ်ဆော်တာဆန္ဒပြတာစာရေးသားဖြန့်ချီတာတွေကိုလည်းတားမြစ်ထားပါတယ်။အကယ်၍တားမြစ်ချက်ကျူးလွန်မှာကပြစ်မှုထင်ရှားရင်ထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေ9နှစ်အပါအဝင်ငွေဒဏ်ချမှတ်ခံရမှာဖြစ်တယ်လို့လည်းပါဝင်ပါတယ်။